ကျောက်ဆယ်ခရိုင်မြစ်သားမြို့နယ်ကွန်းတောင်ကုန်းကျေးရွာကဒေသခံတွေဟာသူတို့ရွာကအသက်၈၈နှစ်အောက်နွားကြောင်းသားလေးတွေကိုမြို့နယ်တရားရုံးကပြစ်ဒဏ်တွေချမှတ်လိုက်တဲ့အပေါ်မကြေမနက်ဖြစ်ပြီးမြို့ပေါ်တက်ကန့်ကွက်ဆန္ဒပြကြတာဖြစ်ပါတယ်။ ဒီနေ့ဆန္ဒဖော်ထုတ်ရတဲ့ကြည်ရချက်ကတော့မြေသားမြို့နယ်တရားရုံးကနေပြီးတော့ပေါ့ဒီအပြစ်မရှိပဲနဲ့ဒီ72နှစ်သားလေးအပါဝင်ចောင်းသား3ယောက်ကိုနှစ်နှစ်ကောင်းမွန်စွာနေထိုင်သေးဆိုတဲ့အပြစ်ပေးတယ်ပေါ့နောက်ဟိုအကြီး3ယောက်ကိုကြတော့ဒဏ်ငွေ3000စီဆောင်ခိုင်းတယ်ပေါ့အဲ့တော့ပတ်လက်မြေပေါ်မှာကျူးကျော်တဲ့လူကကြတော့အပြစ်မရှိပဲနဲ့နွားចောင်းနေကြနွားចောင်းမြေပေါ်မှာကျေးရွာပိုင်းထင်းဆိုင်ခင်းထဲမှာနွားចောင်းတဲ့ရွာသူရွာသားတွေကိုကြတော့ အပြစ်မရှိဘဲနဲ့ပြစ်ဒဏ်ပေးတဲ့အတွက်ဆန္ဒပေါ်တော့ဝါခြင်းဖြစ်ပါတယ်ကွန်းတော်ကုန်းကြီးပါပိုင်စကြက်မြေကို အစိုးရကတင်လိုက်တဲ့အတွက်ရွာထဲမှာရှိတဲ့ကျွဲနွားတွေအတွက်ရွာအပြင်ထွက်ကြောင်းမို့မဖြစ်နိုင်တော့တာကိုဒေသခံတွေကကျေနပ်မှုမရှိကြပါဘူး။ ဆန္ဒပြပွဲမှာပါဝင်ရတဲ့အကြောင်းရင်းကတော့ကျမတို့ရွာရဲ့တကြက်မြေကြီးကိုသူတို့ကကျူးကျော်ပြီးတော့လာပြီးတော့မတရားတပ်ဖြင့်လုပ်တာဆိုတော့ကျမတို့ရဲ့ခံစားချက်မှာမတရားတပ်ဖြင့်ပဲရင်ထဲမှာခံစားနေရတော့နေရှိသေး၍တောင်သူလုံငန်းကိုလုံနေရတဲ့အထက်မှာလည်းဒီစိတ်ပဲတောင်သူထဲမှာလည်းစိတ်မဝင်စားတော့ဘူးကျမတို့စားရေးတောင်ရအစားစိတ်မဝင်စားတော့ပါဘူးအဲကြတော့ခါကြတော့ဒီထဲမှာမခံကျင်စိတ်နဲ့တရွာလုံးကဆန္ဒဖုတ်တော့ဒါပဲဖြစ်ပါတယ် အဲ့ဒီလိုစကြဲမြေကိုကျောက်ဆယ်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနကမနှစ်ကသိမ်းယူခဲ့ပြီးနောက်ဌာနရဲ့လုပ်ငန်းနဲ့လုံးဝမသက်ဆိုင်တဲ့တရက်ပင်တွေလာရောက်စိုက်ပျိုးခဲ့ပါတယ်။ဒါအပြင်အဲ့ဒီစကြဲမြေပေါ်မှာနွားကြောင်းခွင့်ကိုလည်းတားမြစ်ခဲ့ပါတယ်။ မားလေးတို့ကအကြောင်းနဲ့ကြာကုန်းမော်ဆိုတော့ကျောင်းလာပေါ့ကျောင်းတို့ဒဏ်ရိုက်တယ်ဆိုတော့မားလေးတို့ဘယ်လိုပြောလဲစိတ်မကောင်းဖြစ်တာပေါ့နော်ကျောင်းနဲ့ကြာကုန်းမားလေးတို့ရဲ့အသက်ကြီးတဲ့ဘိုးစင်ပါပါစက်ခရမှာကျောင်းနဲ့လူတွေကလည်းဒီပြဿနာတစ်ခါမှမဖြစ်ဘူးမားလေးတို့ကြာမှဒီပြဿနာဖြစ်တော့မားလေးတို့စိတ်မကောင်းဝမ်းနေတယ်ပေါ့နော်အဲ့ဒါပဲပြောချင်ပါတယ်အဲ့ဒီစကြမြေဟာကုန်းတောင်ကုန်းကျေးရွာအပြင်အနီးအနားကျေးရွာတွေကရာနဲ့ချီရှိတဲ့ကျွဲနွားတွေရဲ့ မိကိုစားတော့ရနေရာလည်းဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ